က္ကဆီကိုသမတာကလော်ဒီယာရှိန်ဘောက်ကသမိုင်းဝင်မက္ကဆီကိုမြို့လယ်ကိုလမ်းလျှောက်ဖြတ်သွားနေချိန်မှာလိပ်ပိုင်းဆိုင်ရာကြိုက်တွေဇော်ကားဖို့ကြိုးစားတဲ့သူနဲ့ကြုံတွေ့ခဲ့ရပါတယ်။သမတာရဲ့ဖြစ်ပျက်ကိုရိုက်ကူးထားတဲ့ဗီဒီယိုမှာတော့လူတယောက်ဟာသမတာရဲ့နဘေးကိုကတ်လာပြီးသူ့ရဲ့လက်မောင်းနဲ့သမတာကိုဖဲ့လိုက်ပြီးနမ်းဖို့ကြိုးစားခဲ့ပါတယ်။အဲဒီနောက်သူကအနောက်ကနေသမတာရဲ့ရင်သားတွေကိုစုပ်ကိုက်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာမအရာရှိတယောက်ကသူ့ကိုသုံးထုတ်လိုက်နိုင်တာပါအဲ့ဒီလူကိုဖမ်းဆီးလိုက်တယ်လို့တဲ့စာတွေကပေါ်ပြပါတယ်တရားရုံးရှင်းတွေကတော့သူ့ကိုလိမ့်ပိုင်းဆိုင်ရာစော်ကားမှုလိမ့်ဆိုင်ရာ နောက်ရက်ကျူးလွန်မှုတွေနဲ့တရားစွဲထားပါတယ်ဒီအဖြစ်ပြက်ဟာတမရနဲ့ကြံတဲ့နိုင်ငံသားအလုံးရဲ့လှုပ်ချုံရင်းနဲ့ပတ်သက်ပြီးမိခွန်းထုတ်စရာတွေဖြစ်လာပါတယ် မက္ကစီကိုမြို့တော်ဝန်ကလာရာဘရူဂါဒါကတော့သူ့ကို ထိရဆိုရင်ကျမတို့အားလုံးကိုထိတာပါပဲလို့ပြောပါရယ်တမရကို အမျိုးသမီးဖြစ်လို့နောက်ဆက်စော်ကားရယ်ဆိုရင်ကျမတို့အားလုံးလည်းစော်ကားခင်ရတာပဲလို့သူကပြောပါရယ်အသက်63နှစ်အရွယ်ရှိန်းပေါဟာမက္ကစီကိုနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးတမရဖြစ်ပါရယ် အမျိုးသားစီရင်အင်သိပ်ပိုက်ကကောက်ခံထားတဲ့စစ်တမ်းတွေအရမက္ကဆီကိုကအမျိုးသမီးထက်ဝဲလောက်ဟာအ ਨੇ စုံတစ်ကြိမ်လိမ်ဆိုင်ရအကြမ်းဖက်မှုကိုခံရဖူးတယ်လို့ဆိုပါတယ်